လေဒက်စကန်ဌာနချုပ်အခြေပြုထားတဲ့တနင်္သာရီတိုင်းမှာဆရာနာရှင်ရဲ့ကြီးတက်တွေအတိုက်ခံရတိုင်းလေကြောင်းကနေဘုံကျဲတိုက်ခိုက်တာတွေကိုပိုပြီးအားပြုလှုပ်ဆောင်လာပါတယ်။မြင်းမြို့မှာအခြေပြုထားတဲ့လေဒက်စကန်ဌာနချုပ်ကတနင်္သာရီတိုင်းရဲ့ဗဟိုချက်မှာရှိနေပြီးတိုက်ပွဲဖြစ်နေတဲ့နေရာတွေနဲ့တော်လန်ရေးတက်တွေတင်ပိုက်ထင်းချုပ်ထားတဲ့ဒေသတွေကိုမကြာခဏဘုံကျဲတိုက်ခိုက်နေတာပါ။မြိတ်လေတက်စကန်အခြေဆိုင် ဝိုင်းထွဲတည်ယူပို့ဆောင်ရေးလေရင် KHW တိုက်လေရင် FTC 2000ကြီတိုက်လေရင် MI ရဟယင်တွေနဲ့ဘုံကျဲတိုက်ခိုက်တာစက်တနတ်တွေနဲ့ရန်တမ်းပစ်ခတ်တာတွေတောက်လျှောက်လှုပ်ဆောင်နေပါတယ်။ FE5 တနင်္သာရီတုတေသနအဖွဲ့ရဲ့အစီရင်ခံစာအရပြီးခဲ့တဲ့စက်တမလအတွင်းလေကြောင်းတိုက်ခိုက်မှု28ကြိမ်ထပ်မံရရှိခဲ့ပါတယ်။ အထူးသဖြင့်လချီကြတိုက်ပွဲပြင်းထန်နေတဲ့ခိုင်းမြမာနယ်စပ်မောရောင်ကုံတွေးလမ်းမှာရှိတဲ့တနင်္သာရီမြို့နယ်တိန်ခေါ်ယွာဝင်းကျင်နဲ့ဒဝဲမြို့နယ်မှာရှိတဲ့ ठी ခီးနယ်စပ်တကြောကိုလေကြောင်းတိုက်ခိုက်တာတွေလှုပ်ဆောင်နေတာပါ။အဲဒီဒေသတွေကတော်လန်ရဲတပ်တွေစုမှုထိန်းချုပ်ထားတဲ့ဒေသတွေဖြစ်ပြီးဆရာနာရှင်တပ်လက်လော့ဆုံးရှုံးထားရတဲ့နေရာတွေဖြစ်ပါတယ်။ ဒါအပြင်တိုက်ပွဲပြင်းထန်ပြီးဆရာနာရှင်ရဲ့ကြီးတက်တွေအထိနာတဲ့နေရာဒေသတွေမှာလည်းလေကြောင်းပစ်ကူပေးတာတွေဖော်ဖော်တီတီအသုံးပြုလာပါတယ်။တော်လိုင်းရဲတက်တွေနယ်မြေစုမှုထားတဲ့ဒဝဲခိုင်နဲ့ဘိတ်ခိုင်ထဲကနေရာအများစုကိုတံပြန်ထိုးစစ်ဆင်လာတဲ့ဆရာနာရှင်တက်ကသူတို့အထိနာတဲ့အချိန်တိုင်းလေကြောင်းပစ်ကူတောင်းလေးရှိတယ်လို့ဒဝဲခိုင်တပ်ပေါင်းစုမဟာမိတ်ဆက်ဆံရေးတာဝန်ခံရဲဘော်မင်းထက်ကပြောပါတယ်။ စစ်ကော်မရှင်ရဲ့ပေါ့နော်ဒီရွေးကောက်ပွဲအာဂျင်တာရောက်ပေါ့ကျွန်တော်တို့ဒီတော်လိုင်းပူပေါက်တက်တွေနမည်ဆွမှုမှုအများကြီးရထားတဲ့ဒီကြီးလက်တွေတော့တွေကိုပြန်ပြီးတော့ထိုးစင်ဆင်လာတော့တွေ့ရတာပေါ့နော်ရွေးကောက်ပွဲကိုပေါ့မဖြစ်မနေလုပ်မယ်ပေါ့နော်အဲ့ဒီဒေသတွေပေါ့အဲ့ဆိုတော့အဲ့ဒီလူမျိုးကျွန်တော်တို့ဒီပေါ့ဟိုစစ်ကြောင်းထိုးလာတဲ့အချိန်တွေမှာဒီစစ်ကော်မရှင်တက်တွေနေနေပေါ့နော်ဒီဘက်ကထိတွေ့မှုတွေတိုက်ပွဲတွေဖြစ်တဲ့အချိန်မှာတော်တော်လေးကိုအထိနာတဲ့ဟိုဖြစ်စဉ်တွေရှိပါတယ်ပေါ့နော်အဲ့ဒါတော့တို့ဒီအဲ့လိုမျိုးအထိနာတဲ့ ဟိုဖြစ်စဉ်ထင်မှာဆိုရင်တို့ဒီလေရောက်ပစ်ကိုပေါ့ခေါ်ပြီးတော့ကျွန်တော်တို့ဒီဟိုတော်လိုင်းပူပုတ်တက်တွေကိုပေါ့နော်ဟိုတက်ခန့်ခဲ့တော့ကျွန်တော်တို့ဒီတွေးရတယ် FE5 တနင်္သာရီသူတေသနာအဖွဲ့ရဲ့အစီရင်ခံစာအရပြီးခဲ့တဲ့စက်တင်ဘာလကတနင်္သာရီတိုင်းအတွင်းတော်လိုင်းရေးတပ်တွေနဲ့ဆရာနာရှင်တပ်တို့ထိတွေ့တိုက်ပွဲ85ကြိမ်ထက်မနည်းဖြစ်ခဲ့ပါတယ်။တိုက်ပွဲအများစုကဒဝဲခိုင်နဲ့ဘိတ်ခိုင်တဲမှာဖြစ်ပြီးလေကြောင်းတိုက်ခိုက်မှုတွေလည်းခက်ဆစ်ဆိတ်ရှိနေခဲ့တာပါ။ အော်တိုဘာလလာဝတ်တာကာလာထဲမှာတော့ဒီကြောင်တိုက်ခိုက်မှု9ကြိမ်ထပ်မနေရှိနေပါတယ်။လက်နက်ကင်တော်လိုက်အစပိုင်းမှာတော့ဆရာနာရှင်တက်ရဲ့လေကြောင်တိုက်ခိုက်မှုအမိတ်ပေးကုတ်ကဲမှုစနစ်နှောက်နှေးရာကနေပြီးခဲ့တဲ့နှစ်ကစပြီးပြောင်းလဲလာပြီးတိုက်ပွဲဖြစ်နေချိန်လေကြောင်ပစ်ကူပေးတာကအရင်ကထက်ပိုမြန်လာတယ်လို့ရဲဘော်မင်းထက်ကပြောပါတယ်။ ဘိတ်ခရိုင်မှတ်တတရင်ကအမျိုးသမီးရဲဘော်တဦးကလည်းစစ်ကော်မရှင်ကရွေးကောက်ပွဲလုပ်ဖို့တိုးတင်စီစဉ်ထားတာကြောင့်လက်လွတ်ထားရတဲ့နေမျိုးတွေပြန်ရယူဖို့ဟေချောင်းကိုပို့သုံးလာတာလို့ရှုမြင်ပါတယ်အခုကအော်ပို့ပြီးတော့ခါစစ်စိတ်ပြန်လာရဲအော်ပို့ပြီးတော့ပြင်ထလာရဲပြီးတော့ဘာမဟုတ်တဲ့စခန်းငယ်တောင်မှဒီချောင်းအတော့လာရဲပေါ့နော် အမျိုးလိုမျိုးတွေတတိထမီလာရပေါ့။မပြေတဲ့ဆိုတော့သူတို့ကစည်ရည်အရာသူတို့ကပါမယ်ဆိုတော့ပါစည်ယူမယ်ပေါ့လား။စည်ရည်အရာပါစည်ယူရမယ်မြေတွေပြရင်ပြီးရယူမယ်။ပြီးခါကျတော့သူတို့ရုပ်ခေါက်ွက်လုံးမဲ့တဲ့စီစဉ်လာပြီးသူကလေကြောင်းကိုတအားသုံးနေဆိုပြီးနေပေါ့လား။တနင်္လာရီတိုင်းတဲ့ဆရာနာရှင်တက်ရဲ့လေကြောင်းတက်ခတ်မှုရလာတာနဲ့တိုက်ပွဲတွေနေရအနှံ့ပြင်းထန်လာတာရဲ့အကျိုးဆက်အနေနဲ့စစ်ဘေးရှောင်ပြည်သူတွေများနေစေဖြစ်ပါတယ်။ FE5 တနင်္သာရီသုတေသနအဖွဲ့ရဲ့အစီရင်ခံစာအရတနင်္သာရီတိုင်းထဲစစ်ဘေးရှောင်8100နီးပါးအထိရှိနေပါတယ်။စစ်ဘေးရှောင်အများစုကဆရာနာရှင်တက်ရဲ့လေကြောင်းရန် လက်နက်ကြီးပစ်ခတ်တာနဲ့စစ်တောင်းထိုးတာနဲ့တိုက်ပွဲတွေကြောင့်နီးစပ်ရာတောတောင်ဥယျာဉ်တွေစီထွက်ပြေးခိုလုံနေရပါတယ်။တနင်္သာရီမြို့နယ်ထဲကတွန်လိုင်းရေးတပ်တွေထိန်းချုပ်ထားတဲ့နေရာတွေမှာစစ်ဘေးရှောင်နေရတဲ့ဦးဝေတန်းတို့မိသားစုလည်း လေတောင်းရံကိုစိုးရိမ်ကြောက်လန့်တဲ့အတွက်မကြာခဏထွက်ပြေးတဲဆောင်လေရတယ်လို့ဆိုပါရယ်ဆရာနာရှင်တက်ကတိုက်ပွဲဖြစ်တဲ့နေရာတွေအပြင်တော်လိုင်းရေးတက်တွေထိမ့်ချုပ်ထားတဲ့အေးချမ်းတဲ့နေရာတွေကိုပါဘုံကျဲတက်ခတ်လေးရှိတဲ့အတွက်အများရန်စိုးရိမ်ထိတ်လန့်နေရတယ်လို့ပြောပါရယ်ဆိုတော့ဒီမှာထုတ်ရအောင်လိုက်ကျဲနေရဆိုတော့ကျွန်တော်ဤသူတွေနေရာတော့အများရန်စိုးရိမ်ထိတ်လန့်မှုရှိနေရပေါ့အဲပေါ့ချေး လာကျဲမှာတော့ပြည်သူလေအချာနေတဲ့နေရောသူတို့ကကျဲလေဆိုတော့လေအဲအဲ့လိုမျိုးဆိုးရနေရဟောဒီရောရှိရပေါ့အလီတေလောအားတကြောအားတကြောချင်းမော်ကျွန်တော်တို့မော်လေတကြောနဲ့ချင်းချင်းကိုနေထိုင်ရတဲ့ရနေရဆွေပြောင်းပြီးတော့တဲ့တွေပေါ်မနေဘဲတချောနေရတွေကိုဆွေပြီးတော့အော်နေထိုင်ကြရောပေါ့ဒီလိုမျိုးဘုံကျဲတိုက်ခတ်တာတွေခက်ဆက်ဆိတ်ရှိတဲ့အခြေအနေမှာဒေသခံတချို့ကလည်းဆရာနာရှင်တက်ကလေချောင်းတက်ခတ်မှုရှိလာနိုင်ရဲ့ဆိုတဲ့ကောလာဟလသတင်းတွေကြောင့် ကြောက်ရွံ့ထိတ်လန့်ပြီးကြိုတင်တင်းဆောင်နေကြသူတွေလည်းရှိနေပါတယ်။တနင်္သာရီမြို့နယ်ထဲကတကူကျေးရွာမှာရှိတဲ့မိသက်ယုံဘုံကျဲခံရပြီးတဲ့နောက်ဒီကြောင်တိုက်ခတ်မှုတွေနောက်ထပ်ရှိလာနိုင်တယ်ဆိုတဲ့သတင်းတွေကြဲကြဲပြန့်ပြန့်ထွက်ပေါ်လာပြီးတဲ့နောက်မှာဒေသခံတီသူတွေကြိုတင်တင်းဆောင်နေကြတာပါ။တကူကျေးရွာအုပ်စုကကျေးရွာနေပြည်သူတွေအပြင်ဘဝကျေးရွာအုပ်စုနေပြည်သူရာပေါင်းများစွာကလည်းနိစ္စရာကျေးရွာတွေနဲ့တောတောင်ဥယျာဉ်တွေထဲတင်းဆောင်နေကြပါဗျ။ ဆရာနာရှင်တက်ကသူတို့ကိုမထောက်ခံတဲ့ပြည်သူတွေမှန်သမျှကိုရန်သူလိုသဘောထားပြီးတိုက်ခတ်နေတဲ့အတွက်ပြည်သူတွေကစွန့်ရင်စိတ်နဲ့ကြိုတင်တင်းရှောင်နေကြတာလို့ဦးဝေတန်းကပြောပါဗျ။ကျွန်တော်တို့ပြည်သူတွေကိုသူတို့မထောက်ခံအောင်ဆိုပြီးဒေသတွေပေါ်ဘဝတဖွဲ့တွေထိုက်ချုပ်ထားနေရတယ်မှာပြည်သူတွေအေးအေးချမ်းချမ်းနေထိုင်နေရတယ်အဲ့ဒီနေရာတွေကိုဒီမှာထောက်ပြီးတော့ပြေးရပေါ့ဟိုဘယ်လိုပြောလဲဆိုတော့သူတို့မထောက်ခံအောင်ဆိုတော့ဟိုအလုပ်ကို 但开不出来东西啊，你读，都都破土土坡。抛掉打开呢，那你就便宜了，是吧？